အမေဖေလုတ်ပေးရင်ကုသူလားအကုသူလားအမေဖေကိုကောင်းတာကိုကလုတ်ကန်ပေးတာကုသူလားအကုသူလားဟုတ်ကဲ့နော်အဲမိဘကအဲ့လိုလုတ်ခိုင်းတဲ့ခါမှာအဲ့ဒီကုသူလုတ်တဲ့ခါမှာတခါတလေဆောင်းကြီးအောင်ကြီးနဲ့ခမားကြီးကလည်းပြအလုတ်ကိုချုပ်တဲ့ရေလေးခက်ခိုင်းနေပါ냐ဆိုရင်စောင့်တာအောင်တာမပါဘူးလားပါတာပေါ့အဲ့လိုစောင့်တာအောင်တာကအမေလားအဖြူလားကုသူကုသူကဘာလဲအဲအဲ့တော့ဘာကံဖြစ်သွားတော့အဖြူအမေရောတဲ့ကံခြေခြေနဲ့နဲ့လုတ်ပေးရင်ဘာကံတော့အဖြူကံ အဲ့ဒါဆိုရင်တို့လူတွေပြောကျင်တာကံကိုကြတော့မကောင်းကျင်ဘူးလားကောင်းကျင်တာပေါ့ဒါပေမဲ့တချို့ကြရှိတယ်မို့လားနော်တယ်လီယာခွေးလေးတွေဘယ်လောက်ချစ်စရာကောင်းတော့ကားပေါ်လက်စီယာအမွေးလေးတွေတက်လို့တထဲအိမ်မနေရတာဘာကံလဲအဖြူကံတလိမ့်ဆန်ဖြစ်တာဖြစ်ရှင်ညလားမိဘခိုင်းလို့ကလန်ကဆန်ပြန်ပြောပြီးလို့ရင်ဘာဖြစ်မှာတော့ခွေးဖြစ်မှာခွေးဖြစ်မှာနော်အဲ့ဒါအဖြူမဲရောတဲ့ကံဒါမှမဟုတ်တို့လူတွေပြောကျင်တာဥအောင်ကနေ့ကံနဲ့ပတ်သက်တာလေးတွေဟာ မိကံဖကံတင့်ထားတဲ့လူတွေကစီးပွားမဖြစ်ဘူးဒီအမေဒီဖိုးကမွေးတာမင်းတို့အမြဲတမ်းတယ်လီဖုန်းနဲ့ပြင်မယ်ပြဿနာခမရဘက်ဆိုင်မပို့ဘူးလားဒီမှာချုပ်ကအကြောင်းလားကအသွင်းရတော့မှာနော်ခမရတို့ကခမရတို့ကနေခမရလုံးချင်းကိုရိုက်နေတာပဲနော်ဟိုမမင်းဟိုကပေါင်ကဒီကပေါင်ကမိဘများစိတ်ဆင်းရဲစရာနော်မိဘတွေကတချို့မသိဘူးသားသမီးတွေအဲ့တော့ခဏကိုချင်းစာအဲ့တော့မိဘနဲ့ပတ်သက်လို့ကံနေတင့်နေတဲ့လူတွေနော်ဥအောင်ကိုယ်တိုင်ကအဲ့လိုကံနေတင့်ခဲ့တယ်ဒါကြောင့်မို့လို့ ်ဆက်ကြံဆရာတော်ကြီးနဲ့တွေ့တဲ့အခါမှာမိဘကြော်ကန်းလေးဥအောင်တို့လှုပ်ဖြစ်ပါတ